အားလုံးပဲမင်္ဂလာပါအမဒီနေ show of design tool လေးကိုတင်ပေးမယ်နော်โอเคမတို့ပထမဦးဆုံးဒီပတန်အချိန်ရပတ်စွဲနည်းလေးကတော့ရှေ့မှာတင်ပေးပြီးသွားပြီနော်အဲ့တော့အမတို့ဒီမှာရင်ကျင်ရင်ကနေအောက်ကိုဒူးစီရန်ဆင်လိုက်ပါမယ်โอเคမတို့ကြောချင်ရင်ကနေလေအောက်ကို1.5ဒါမှမဟုတ်ရင်လည်းဒူးစီရန်ဆင်လိုက်ပါမယ်နော်โอเคဆင်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီရင်ကျင်ရင်ကြောချင်ရင်ကနေမတို့ဒီလိုလေးဖြတ်လိုက်ပါမယ်နော် ဒီလိုလေးလေရေချင်မြင်းနေရာလောက်ကြောချင်မြင်းကြောချင်မြင်းကတော့အပေါ်ကို1 CM လောက်တက်သွားတယ်နော်အခုမှတို့ကအလိုက်တင်လေးဆွဲတာဖြစ်တဲ့အတွက်ဒီနေရာလေးကနေ1 CM လောက်တက်လို့ရှိရင်လည်းအဆင်ပြေတယ်နော်โอเคဒီလိုလေးရပါပြီဆိုလို့ရှိရင်တော့အမတို့ဓာတ်တွေထပ်ပါမယ်အမကတော့ထက်ရင်ဒေါမန်နီပါထက်လိရှိတဲ့အတွက်အမဒီမှာဒီနေလေးနဲ့ဒေါမန်နီပါထက်မယ်ဆိုလို့ရှိရင်အမဒီနေရာလေးမှာတော့ထက်လို့ရတယ်နော်โอเคဒီနေရာလေးမှာအမဘယ်လောက်ထက်လိုက်မလဲဆိုလို့ရှိရင်1.5 1.7ထက်လိုက်မယ်နော် okay လူကောင်သေးတယ်ဆိုလို့ရှိရင်တော့အမတို့1.5ထပ်ပေးပါပုံမှန်ဆိုလို့ရှိရင်1.7ဒီညလေးမှာထပ်ပေးပါတကယ်လို့ဝါတယ်ဆိုလို့ရှိရင်တော့ပတန်ကဒါကြီးကအကြီးကြီးဖြစ်နေတဲ့အတွက်အမတို့2 cm ထပ်ပေးလို့ရတယ်နော်အဲ့တော့အမကတော့သူကလူကောင်သေးတဲ့အတွက်ဒီညလေးမှာ1.5ထပ်ပေးလိုက်ပါမယ်โอเคပြီးသားပြီဆိုလို့ရှိရင်တော့အမတို့ဒီမှာဈိုင်းရဲ့အပြည့်ဆုံးနေရာလေးမှာမာဒီလိုလေးစလိုက်မယ်နော်โอเคဒီနေရာလေးမှာတော့အမတို့လူတိုင်းပုံသေး0.7တောက်ထပ်ပြီးလို့ရတယ်နော်โอเคမာဒီနာလေးမှာ0.7တောက်ထပ်လိုက်ပါမယ် ပြီးရင်တော့အမတို့နောက်နောက်ချမ်းဒီနေရာလေးမှာလည်းဂျိုင်းရဲ့ဒီအပြည့်ဆုံးနေရာလေးနဲ့မြင်တဲ့ကြောင်ဆက်လိုက်မယ်နော်โอเคအမတို့ဒီနေရာလေးမှာလည်း point 7တောက်ထပ်ပြီးပါမယ် point 7โอเคပြီးဆိုလို့ရှိရင်တော့အမတို့ဒီကြောခါးနေရာလေးကိုနောက်ထပ်ပြရမယ်เนาะပုံမှန်ဆိုလို့ရှိရင်ပုံမှန်ဆိုတာကအမတို့ကြောသားပြည့်တယ်ဆိုလို့ရှိရင် point 7တောက်ထပ်ပြပါကြောခွက်တယ်ဆိုလို့ရှိရင်တော့အမတို့ 1cm တောက်ထပ်ပြလို့ရရယ်เนาะသူနဲ့သူနဲ့ခြားထဲမှာရှိတဲ့အကွာဝေးပုံမူတည်ပြီးတော့အမတို့ထောက်ကို point 5 point 7တောက်ထပ်ပြလို့ရရယ်เนาะโอเคအမဒီနေရာလေးမှာ wifi တောက်ထပ်ပြီးလိုက်ပါမယ်ဒီဟာဘင်နာကိုသွားဆက်တာလေလို့ပုံသိမရှိဘူးเนาะအမဒီနဲ့ဒေါမန်နေပါထိတဲ့နေရာလေးကိုဒီတိုင်းဆက်လိုက်တာပါเนาะโอเคထုံးစံအတိုင်းအမတို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီတောက်တွေကိုကတ်ပြီးလိုက်မယ်เนาะဒီရှိမှာတော့အမတို့ခောက်ညမှာဖြစ်တဲ့အတွက်ရှိမှာမစားတော့ဘူးเนาะတမီးတို့ကတကယ်လို့ဒီရှိမှာဒီလိုပက်လက်ကလေးမလိုချင်မဲနဲ့ဒီလိုလေးကာကြီးပုံလေးဒီလိုလေးစောင်းသွားရင်လည်းရတယ်เนาะဒါတော့ကိုယ်သဘောเนาะဒီလိုလေးစောင်းသွားမယ်ဆိုလို့ရှိရင်တော့အမတို့ရှိမှာသင်ခဲ့တဲ့အတိုင်းဒီနေရာလေးမှာစားပေးရမယ်เนาะโอเคအမတို့အပေါ်ပိုင်းကမလိုတော့ဘူးဖြစ်တဲ့အတွက်ဖြတ်ချလိုက်မယ် ပြီးရင်တော့အမတို့ဓာတ်တွေထပ်ပါမယ်အမတို့ဒီမှာထောက်ထက်တဲ့အခါတခုပြောစရာရှိတာကအမတို့ကဒီလိုဒီထောက်ကလေးကိုတော့ဒီလိုဖြတ်ချလိုက်ပြန်နော်ဖြတ်ချလိုက်တဲ့အခါမှာဒီမှာလက်မှာလဲသူကဒီလိုလေးပြဲသွားတယ်နော်ဒါပေမဲ့အမတို့ထောက်ထက်တဲ့အခါ ောက်တကယ်ထက်တဲ့အခါမှာတော့ဒီအပေါ်ပိုင်းလေးကိုပဲဒီလိုလေးယူပြီးတော့ထက်တာပါနော်အိုင်နာလေးဇဝေဇဝါဖြစ်နေမှာဆိုလို့ပါနော်โอเคအမတို့တောက်ထက်လိုက်ပြီဒီမှာလဲအိုက်တိုင်းပဲအမတို့ဒီလိုဖြတ်ချလိုက်မယ်ဖြတ်ချလိုက်တဲ့ဟာကိုဒီလိုလေးအလိုက်တင်လေးထပ်ပါမယ်သူ့ကိုတောက်ထပ်မယ်ဆိုလို့ရှိရင်အမတို့ဒီနားလေးကဒီလိုလေးအရင်ဆုံးတောက်ကိုဖြတ်ချထားလိုက်မယ်နော် လိုလေးဖြတ်ချပြီးပြီဆိုမှထောက်ထပ်လိုက်မယ်နော်ကျောင်းလေကတော့အမတို့ဖြတ်ချလိုက်တော့မယ်ဒီလိုလေးတောက်တွေထပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ငင်းတွေကကောက်သွားတဲ့အတွက်အမတို့တက်လာလေးပြန်ပြီးတော့ဝိုက်ပေးမယ်နော် โอเคไวပြီးသွားပြီဆိုလို့ရှိရင်เนาะညှက်ချလိုက်ပါမယ်โอเคပြီးသွားပြီဆိုလို့ရှင်เนาะအမတို့ဆက်ချောင်းနေချပါမယ်အမကတော့ဒီမှာဆက်ချောင်းကိုမူလရှိနေတဲ့ညီလေးကနေပဲဒီလိုလေးဖြတ်ချလိုက်မယ်เนาะโอเคဒီမှာလည်းအမတို့ ဈိုင်းရဲ့အပြည့်ဆုံးနေရာလေးကိုစက်ကြောင်းယူလိုက်ပါမယ်နော်အဲ့တော့အမတို့ဒီမှာသူ့ကိုဒီလိုလေးဖြတ်ချလိုက်ပါမယ်โอเคဖြတ်ချလိုက်ပြီဆိုလို့ရှိရင်ညက်တာကဒီထိဒီလိုလေးညက်မိသွားတဲ့အတွက်အမတို့ပြန်ကတ်လိုက်မယ်နော်โอเคပြီးနောက်ချမ်းမှာလည်းအဲ့လိုပဲအမတို့ဂျိုင်းရဲ့အပြည့်ဆုံးနေရာမှာစက်ကြောင်းလေးထားမှာမလို့ဒီလိုလေးဖြတ်ချလိုက်ပါမယ်ဖြတ်ချပြီးပြီဆိုလို့ရှိရင်ဒီလိုလေးခွဲထုတ်လိုက်မယ်နော်ညက်ချလိုက်တဲ့ဟာလေးကဒီထိကိုညက်မိသွားတာဖြစ်တဲ့အတွက်သူ့ကိုလည်းအမတို့ပြန်ကတ်လိုက်ပါမယ် โอเคအမတို့ဒီဇိုင်း1နဲ့အတူတူပဲဖြစ်သွားပါပြီအပေါ်ပိုင်းပခုံးလေးကပခုံးပေါ်တင်တာနဲ့ပခုံးတစ်ဝက်ကနေဖြတ်တာပဲကွာသွားတာပါကျန်တာတွေကတော့အတူတူပါပဲเนาะအဲ့ဒီတော့အမတို့ထုံးစံအတိုင်းဒီနေရာလေးမှာဖြည့်ပေးမယ်เนาะ โอเคသူကဒီနာလေးမှာဆိုလို့ရှိရင်အမတို့ဒီမှာဆိုလို့ရှိရင်အဆင်ပြေတယ်ဒီနေရာလေးမှာဆိုရင်နည်းနည်းလေးခြုံနေတို့လိုလေးဖြစ်လို့အမတို့ဒီလိုလေး point 3လောက်ဒီလိုစားချပြလိုက်လို့လည်းရပါတယ်เนาะမောက်ဒီလိုလေး point 3လောက်စားချပြလိုက်မယ်ဒီမှာလည်းအဲ့တိုင်းပဲအမတို့နည်းနည်းလေးခြုံနေတာဖြစ်တဲ့အတွက် point 3လောက်ကိုဒီလိုလေးစားချပြလိုက်ပါမယ် okay အဲ့ဆိုရင်သူကဒီလိုလေးဖြစ်သွားပါပြီလက်ရှိကတော့ကိုချိတ်တဲ့လောက်ယူလို့ရရနော်အမကတော့မောင်ရင်းမြင့်ကလေအောက်ကိုဖိုက်စီရန်အရှိကိုယူထားလိုက်ပါတယ်လက်တွေကိုဘယ်တော့မှအမလိုဒီလိုကြီးဒဲမဖြတ်ချပါဘူးနော်ဘယ်လိုလုပ်လို့ရှိလဲဆိုလို့ရှိရင်ဂျိုင်းရဲ့ဘေးဆက်ကြောင်းလေးကိုတောင်းပန်လေးတင်ပြီးတော့ဒီလိုလေးအမြဲတမ်းဆက်ပါတယ်ဒီမှာလည်းအဲ့တိုင်းပဲဂျိုင်းရဲ့ဘေးဆက်ကြောင်းလေးကိုဒီလိုလေးအမတို့ယူပြီးတော့အမြဲတမ်းလုပ်လို့ရှိပါတယ်။ Okay ပြီပြီဆိုလို့ရှိရင်အမတို့ဒီဂျားထဲမှာပေကူးလေးနဲ့ပဲဖြစ်ဖြစ်အမတို့လက်လေးနဲ့ပဲဖြစ်ဖြစ်အမတို့ဒီလိုလေးဝိုက်ပြီးတော့ယူပါတယ်။ ပြီးပြီဆိုရင်အမတို့ဒီလိုလေးညှက်ထုတ်ပါတယ်အဲ့ဒါမှအမတို့ကချုပ်စာ1စီရထုတ်ပြီးတော့ကွတ်စာနဲ့ချုပ်ပါတယ်เนาะအဲ့ဆိုလို့ရှိရင်အမတို့လက်ကြီးကဘေးကိုစိုက်နေတာမျိုးလုံးဝမရှိတော့ဘူးเนาะပြည်ပြည်ပြည်လေးလာနေမှာပါလက်တို့မတို့လက်တို့ပဲချုပ်ချုပ်လက်စကားပဲချုပ်ချုပ်တထောင်စစ်အထက်ပဲချုပ်ချုပ်မတို့ဒီလိုအမြင်နဲ့လုပ်ပေးပါရနော်အုံကထဲချုပ်မှာဖြစ်တဲ့အတွက်မတို့ဒီနေရာလေးမှာဒီလိုဒဲဖြတ်ချလိုက်ပါမယ်ဘာဖြစ်လို့လို့ဒီလိုကြီးဒဲသူ့ကိုဒီလိုပြတ်သွားအောင်ဖြတ်ချလိုက်လေဆိုလို့ရှိရင်မတို့ခောက်ညက်မှာဖြစ်လို့နော် ဲ့တော့ခေါင်းကျောင်းဖြစ်တဲ့အတွက်အစားထိုးလို့ရှိရင်အမတို့ဒီလိုဒဲလေးပဲအစားထိုးရမှာပါ။ Okay အမတို့ဒီမှာတော့ဒီလိုလေးပဲညှချရပါမယ်။ Okay ဒါကိုအမတို့အစားထိုးပြမယ်နော်။ ီမှာဝမ်စီယံကိုဒိတ်အစားထိုးပါမယ်ဒီဘက်မှာတော့မတို့ထုံးစံအတိုင်းဒီလိုလေးပဲအစားထိုးပေးမယ်နော်โอเคပြီးရင်တော့ရှေ့မှာလုပ်ခဲ့တဲ့အတိုင်း တို့ point ဒီလိုလေး point 3လောက်ထပ်ပြီးတော့ဝိုက်ပြလိုက်ပါမယ်နော်ဒီမှာထောက်သွားရင်ပြန်ဖြည့်ပေးပါမယ်ဒီမှာကတော့အလိုက်တင်လေးဆက်ပေးပါမယ် okay အမတို့ပတ်တန်လေးကပြီးသွားပြီနော်ဒီနေရာမှာအမတို့ရှေ့မှာလုံးဝရှင်းပြီးတော့လှနေအောင်လို့ရင်းအောင်ဝန်းမှာရင်းအောင်ဝန်းမြင်းမှာအပေါ်ကို0.25အောက်ကို0.25တောက်ထပ်ပေးပါမယ်အပေါ်အောက်နှစ်ခုပေါင်းမှာအမတို့0.5တောက်ထပ်ပေးမယ်နော်โอเคပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုဒီလိုလေးကတ်လိုက်ပါမယ်โอเคဒီလိုလေးကတ်ပြီးသွားပြီဆိုလို့ရှိရင်ရှေ့ကအမတို့ကခောက်ညက်မှာဖြစ်တဲ့အတွက်တံတန်းလေးဖြစ်နေရမှာเนาะ โอเคအဲ့ဆိုလို့ရှိရင်အမတို့ကဒီအောက်ပိုင်းလေးကိုအတီးယူပြီးတော့ဒီလိုလေးညှက်ချလိုက်ပါမယ်เนาะโอเคအဲ့ဆိုလို့ရှိရင်အမတို့ဒီမှာရှေ့အလယ်မြင်းမှာ0.7လောက်ထွက်သွားတယ်เนาะဒီနေရာလေးမှာအမတို့0.7လောက်ထွက်သွားပါတယ်အဲ့ဒါလေးကိုအမတို့ညှက်ချပေးရမယ်เนาะအဲ့ဒါမှအမတို့ဒီမှာရှေ့မှာတဏီသေးလေးဒီလိုလေး ခေါက်ညက်လို့ရမှာပါနော်မမတို့နောက်ဆန်းလေးကတော့ထုံးစံတိုင်းဒီလိုလေးဖြတ်ချလိုက်မယ်တကယ်လို့ဒီနေရာမှာဖောင်းနေလို့ရှိရင်အနှဲငယ်လေးပြန်ဖြည့်ပေးရမယ်နော်အဲ့တော့မမတို့ကချုပ်စာထုတ်ပြီးတော့ပူချုပ်လိုက်မယ်ချုပ်စာထုတ်ပြီးတော့ပူချုပ်လိုက်မယ်သူ့ကိုလည်းထုံးစံအတိုင်းသူနဲ့သူနဲ့ပူချုပ်မယ်သူနဲ့သူနဲ့ပူချုပ်ရပါမယ်အဲ့တော့မမတို့ထုံးစံအတိုင်းသူနဲ့သူနဲ့ကတရားရကဲနှုံးဒီလိုလေးပူချုပ်တဲ့အခါညီနေရမှာဖြစ်တဲ့အတွက်ပြန်ပြီးတော့စစ်ပေးဖို့မမေ့ပါနဲ့နော် ဲ့တော့အမဒီနားလေးမှာတိုင်းကြည့်လိုက်မယ်အမရဲ့ပတ္တမဆိုလို့ရှိရင်17တသမနှစ်ရှိပါတယ်ခဏမှတ်ထားလိုက်မယ်โอเคဒီမှာလည်းအမတို့တိုင်းကြည့်မယ်နော်ဒီမှာလည်းအမတို့17ဒါတမနှစ်ရှိတဲ့အတွက်သူကတော့ညီနေတာဖြစ်တဲ့အတွက်တောက်ထပ်ပေးစရာမလိုဘူး။ Okay သူနဲ့သူနဲ့ကိုလည်းအမတို့ပြန်တိုင်းကြည့်မယ်နော်။သူကတော့30ခွဲရှိတယ်ခဏမှတ်ထားလိုက်မယ်။သူ့ကိုပြန်တိုင်းကြည့်မယ်။ ီမှာကတော့အမတို့17ရှိနေတယ်နော်ဒီမှာက17ရှိနေတယ် point 5ပို့နေတာဖြစ်တဲ့အတွက်ထုံးစံအတိုင်းအဲ့ဒီ point 5လေးကိုတောက်ထပ်ပေးလိုက်မယ်နော်ဒီမှာအမတို့ဟာထားတဲ့ 1CL လေးကိုအလဲမမှတ်လိုက်မယ်မှတ်ပြီးပြီဆိုလို့ရှိရင်တော့ဒေါမန်နီးပါဒီလိုလေးတောက်ထုတ်ပေးလိုက်မယ်နော်ပို့နေတဲ့ point 5ကိုတောက်ထပ်ပေးလိုက်ပါမယ် โอเคတောက်ထပ်လိုက်လို့မတော်တဆထောက်တိုင်းပြန်ဖြေပေးရမယ်เนาะအမကတော့ဒီလေးဖြစ်နေလို့မဖြေတော့ဘူးเนาะ โอเคအမတို့ဒီဇိုင်းတူပတန်လေးလည်းပြီးသွားပြီเนาะ